ရွာလေးတရွာမှာအီချမ်းသာရပြီးတိတ်ဆိတ်စွာနဲ့မနှက်မောလင်းလာတော့ကြက်တုံနဲ့အတန်လေးတွေနဲ့တရွာလုံးပြေးလို့နေတာပေါ့အိုက်စိန်ဆိုသူကလည်းမနှက်စစောထားပြီးသူတို့ရဲ့တဲအိမ်ငယ်လေးထဲမှာမိမဖြစ်သူအတွက်အင်ကြီးတွေမီးဖို့တိုက်ပေးနေပါတယ်မိမဖြစ်သူလမ်ယောင်ကတော့အိမ်ရထဲမှာကောင်းကောင်းအိမ်မောကြနေတယ်အိုက်စိန်မှာတော့သူ့မိမစားတော့ဖို့အတွက်တတိယလေယာကိစ္စအလုပ်တက်နဲ့အိမ်မုကိစ္စပါအကုန်သူပဲလုပ်နေရပါတယ်။သူမိမနိုးလာတော့ ပီဆိုင်ဆန်မနက်စောစောထနေပြီဆိုတော့နောက်အတွက်ထမင်းတွေအကုန်ပြင်ထားပေးပြီးသားထက်နေချိုးဖို့ရေရောကြိုထားပေးပြီလားပြီးတော့အခုနောက်ကော်ဖီရမ်းတောက်ချင်နေတာနောက်ကော်ဖီတောက်ပြီးရင်ဈေးသွားရအောင်မဈေးမှာအထက်လက်လက်လေးတွေအများရောက်ထားတယ်တဲ့အဲ့ဒါနောက်လိုချင်လို့တော့ဝယ်ရအောင်မသူမအဲ့လိုပြောပြီးအိယာကနေထားရေမုတ်ချုပ်ပြီးအလှတွေပြစ်နေတာပေါ့သူယောက်ျားလည်းအလွတ်ကြတော့အလွတ်လုံရင်ကနေပေါက်ပြားရိချပြီးသူမိမကော်ဖီတောက်ဖို့အတွက်ရေနွေးသွားတယ်ပေးနေပါတယ် သူမိမလည်းကော်ဖီတောက်ပြီးအိမ်ကနေကြောကြောမော်မော်နဲ့သူ့တငယ်ချင်းစီထွက်သွားတော့တာပေါ့အိုင်ဆန်ကတော့ဘလိုပင်ဝန်ထုပ်ဝန်ပိုးတွေတိုးလာပါစေသူ့မိမစိတ်ညစ်မှာဆိုလို့ဘာတခုံးမှမပြောပဲသူ့မိမထွက်သွားတာပဲအနောက်ကနေလမ်းကြည့်နေုံလေးပါသူကိုယ်တိုင်လည်းမပြေစုံတဲ့လူဆိုတာသိနေပေမဲ့သူမိမပေါ်ထားတဲ့အချက်ကတော့ရှင်နှဲမှာအပြည့်ပါသူမိမရဲ့အချက်ကိုတော့သူပြန်မရခဲ့ဘူးပါဘူး သူ့မိမလမ်းမြောင်းကတော့ပေါ်ပေါ်အောင်စိန်ကြကြနဲ့တတောင်တတာနေထိုင်နေတငယ်ချင်းတွေနဲ့လည်းအငြင်းတမ်းပျော်ပါပတ်စံဆိုလည်းတုံဖြုံနေပစ္စည်းအသက်ဆန်းတွေလည်းအငြင်းတမ်းဝဲတယ်ပြီးတော့သူကတကားမှမတွေ့ဘူးပါဘူးသူ့ယောက်ျားကဘလို့ဒုက္ခခံပြီးပတ်စံတွေရှာလာရလဲဆိုတာကိုမတွေ့ပါဘူးသူတွေးနေတာကတော့သူ့လိုလှပတဲ့သူဟာပေါ်ပေါ်အောင်ပျော်ပျော်ပါပါနဲ့တတရရနေထိုင်ပြီးပတ်စံတုံးဖို့အတွက်ထိုက်တန်နေဆိုပြီးတော့ပေါ့ တကယ်တော့သူ့ယောက်ျားအလုပ်ကျိုးစားလုပ်နေတဲ့အရာအလုံးဟာအကုန်သူ့အတွက်ပဲဆိုတာသူမသိခဲ့ပါဘူး။အိုင်ဆန်ကတော့မနက်မိုးလင်းကနေညနေထိတနေကုန်ခြံထဲမှာပဲအလုပ်ကျိုးစားလုပ်ပြီးညမိုးချုံမှအိမ်ကိုပြန်ရောက်ပါတယ်။အိမ်ပြန်ရောက်တော့အိမ်မှာတိတ်ဆိတ်ငြိမ်သက်နေပြီးသူ့မိမရဲ့အရက်ရောင်လည်းမတွေ့ရပါဘူး။သူ့မိမရဲ့ရှီတန်တမ်းမမဟုတ်လဲအလက်လောက်တာပဲမှန်းလား။သမီးရောစားပြီးပြီလားဆိုတဲ့အတန်လုံးဝမရှိတော့သူ့ကိုယ်သူပြန်ပြောနေရတာပေါ့အမလေးကွာ အလုတ်လုတ်ရတာလဲပေမန်းလိုက်တာအိမ်ပြန်ရောက်ရင်ရေအေးအေးလေးခတ်ပေးမဲ့သူရှိရင်တော့အမောပြေသွားအောင်ပါဟိုးအခုတော့ဘာတခုမှမရှိဘူးငါ့ကိုငါပဲပြန်လုပ်ပေးရတော့မှာထက်နေဆိုပြီးသူ့ဟာသူထပြီးရှေ့ခတ်တော့တယ်ပြီးတော့ပိုက်စာတာနဲ့ရှိတာလေးစားတော့ပြီးတယောက်တည်းထားနေပါတယ်သူ့စိတ်ထဲမှာတော့လှိဟာမှုတွေနဲ့ပြည့်နေပြီးသူ့မိမောက်ချက်လွန်းလို့အဲ့ဒီချစ်တွေကြောင့်ပဲအမောင်ထဲမှာလမ်းလျှောက်နေရတယ်လို့ဖြစ်နေတော့တာပေါ့ဒီလိုနဲ့နောက်တနေ့မှလည်း ိုင်စင်ကပုံမှန်ထနေကြအချိန်မျိုးချလာတယ်။ခြံလုတ်တွေသွားလို့ပို့ပြင်စင်နေတော့မှပဲသူ့မိမကအိမ်ရထဲမှနေပြီးတော့ပီဆိုင်စင်စောစောနိုးနေပြီလား။အဲ့တော့ဆိုနောက်တော့ပတ်စံလေးထောက်ထားပေးအောင်နော်။ပါလို့လဲဆိုတော့နောင်ရဲ့အဖေနဲ့မေကိုသွားလဲမလို့လေ။အဲ့ဒါနောင်ကပစ္စည်းတွေစားစရာတည်တည်ဝလံတွေရောဝယ်ပြီးတော့လက်ဆောင်သွားပေးချင်လို့အိုက်စင်အဲ့လိုကြတော့ခဏလေးငြိမ်သွားတယ်။နောင်ရဲ့အခုကလေပြည့်ရအလောက်ကတိတ်မရှိသေးတော့အစမပြေသေးဘူး။ဟင်းသီးရွက်တွေလည်းရောင်းမထွက်တော့ဘူး။ ရှိတဲ့ဆန်တွေလည်းရောင်းလို့ကုန်တော့မယ်။အခုရှိထားတဲ့ပတ်စံလည်းသိမ့်မကြံတော့ကိုရိုးစားဖို့တောက်ဖို့ထားရအောင်ပါ။ပြီးလဲနှောင်းနေရန်ပတ်စံတွေပေးနေရပဲလေ။နှောင်းပါတွေသွားသုံးလို့ကုန်ပြီလေ။ကုန်မြန်လိုက်တာ။စီးပွားရေးတွေသိမ့်မကောင်းတော့ပြီးတော့ခြွေတာသုံးရအောင်နော်။သူ့မိမအဲ့လိုကြတော့မကြေမနက်ဖြစ်ပြီးဒေါသထွက်သွားတော့တာပေါ့ဟင်ပီကအခုတော့ဒီလိုပြောပြီပေါ့လေပီပေးတဲ့ပတ်စံတွေနှောင်းနေ့တိုင်းသုံးနေတော့ကုန်ပါပဲလေဘာရီလာပြီးခြွေတာခိုင်းနေရလဲ အခုလည်းအဖေနဲ့မေတို့အတွက်တခခုမဝဲသွားပဲဒီတိုင်းသွားလေတယ်ဆိုရင်တို့ကနှောင့်တော့ဘလို့မြင်မလဲတိတ်ခါတွေကြပြီးမျက်နှာတွေပြက်ကုန်မှာပေါ့အိုက်စိန်အဲ့လိုကြပြီးတိတ်ဆိတ်သွားတယ်ဒါပေမဲ့သူမိမောက်ချစ်လွန်တော့ပတ်စံမရှိတော့ပေမဲ့ရအောင်ရှာပေးရမှာပေါ့လို့တွေးပြီးအေးပါရပါတယ်နော်မိမပြီးရအောင်ရှာလာပေးမယ်နှောင့်ဘာမှစိတ်မပူနဲ့နော်အမိနဲ့ဖေတို့သွားလဲပြီးတော့လက်ဆောင်ပစ္စည်းတွေပါရသွားစေရမယ်ဆိုပြီးစိတ်မကောင်းတဲ့အတန်နဲ့ပြောနေပေမဲ့သူ့မိမကတော့ သူ့ယောက်ျားအစင်ရောပြေပါမလားဆိုတာကိုဘယ်တုံးကားမှစိတ်မဝင်စားတတိမထားမိပါဘူးဒီလုံနဲ့အိုင်စိန်လဲပတ်စံကိုဘယ်နားမှသွားရှာရမလဲဆိုပြီးတနေကုန်ထိုင်ပြီးစဉ်းစားနေပါတယ်နောက်ဆုံးတော့သူ့ရဲ့တထေးစီကိုသွားပြီးပတ်စံတွေကြုံထုတ်ဖို့စဉ်းစားလိုက်ပါတယ်ဒီနီးလန့်အပြင်တခြားနေမရှိတော့ဘူးဆိုပြီးဆုံးဖြတ်လိုက်ပါတယ်နောက်တနေ့မှာတော့အိုင်စိန်ကစောစောထပြီးတထေးစီမှာပတ်စံသွားချီးပါတယ်သူ့မိမကတော့အိမ်မှာအိတ်လို့ကောင်းနေတော့မှာ တထင်းကျွန်တော်ပတ်ဆက်နည်းနည်းလောက်ကြိုထုတ်ထားလို့ရမလားဗျကျွန်တော်ကတိပေးပါတယ်အလုပ်တွေကိုအရှင်ကထက်ပိုလုပ်ပေးမယ်ကျွန်တော်ယူထားတဲ့ငွေနဲ့ညီမြအောင်အကောင်ဆုံးတေချာစူးစမ်းပြီးလုပ်ပေးပါမယ်ကျွန်တော်စိတ်ချလို့ရပါတယ်ဗျအေးကွာရပါတယ်ဒါပေမဲ့မင်းသိတယ်နော်ပတ်ဆက်ကြိုထုတ်ထားတယ်ဆိုတာအလုပ်တွေကောင်းအောင်လုပ်မနော်အချောင်ခိုးလို့မရဘူးကွာတေချာအားဆိုင်လုပ်ရမယ်မင်းယူထားတဲ့ပတ်ဆက်နဲ့ညီအောင်ဖျားနာလို့မရဘူးတေသွားလို့လည်းမရဘူးနော် မင်းမနာတက်လို့ပေးမငါမင်းကိုပတ်စံလူချီးပေးမှာကွာဟုတ်ကဲ့ပါဗျာစိတ်ချပါကျွန်တော်ယူထားတဲ့ပတ်စံနဲ့ညီအောင်အလုပ်တွေတေချာစူးစမ်းပြီးလုပ်ပေးပါမယ်လုံးဝအချောင်မခိုးပါဘူးဗျာအိုက်ဆန်လည်းပတ်စံတွေရလာပြီးအိမ်မှာရှိနေတဲ့သူ့ရဲ့မိမကိုပေးလိုက်ကြော်တာပေါ့ဒါပေမဲ့သူဘလို့ဒုက္ခတွေနဲ့လဲပြီးရလာလဲဆိုတာကိုသူ့မိမစိတ်မကောင်းဖြစ်မှာဆိုလို့မပြောပြတော့ပါဘူးပြီးအရန်ချိတ်ရတဲ့နောက်ရဲ့ဒီမှာပတ်စံတွေယူသွားတော့နောက်လို့ချင်တဲ့ပစ္စည်းတွေဝယ်ပြီးအမေနဲ့ဖေတို့သွားလဲလိုက်ပေါ့ ဆိုပြီးကျေနှက်နေတဲ့ပြုံလေးနဲ့သူ့မိမကိုပတ်စံလှမ်းပေးလိုက်ပါတယ်သူ့မိမလည်းသူ့လိုချင်တဲ့ပတ်စံတွေရတော့ပြုံပြီးကျေနှက်နေတော့တာပေါ့ဒါပေမဲ့သူ့ယောက်ျားတော့ကယူမဆိုင်တဲ့ပြင်ကျေးစုတင်စကားတော်မှမပြောပါဘူးဒီလိုနဲ့တရက်ပြီးတရက်ပြီးသွားတော့အိုက်ဆန်လည်းချမ်းမအလုတ်ကျိုးစားလို့ရင်မိုးချုပ်သွားတဲ့အထိမောပန်းနေပေမဲ့သူအနားမယူခဲ့ပါဘူးသူ့မိမအပေါ်ချက်တဲ့စိတ်ကယူဆိုင်ချင်တဲ့စိတ်တွေများသလားသူ့မိမကတော့သူ့ကိုစိတ်ဝင်စားခဲ့ဘူးပေါ့ ဒါပေမဲ့သူကတော့တနေ့နေ့မှသူ့မိမသူ့ကိုကယူဆိုင်ပြီးသူ့အချစ်တွေမြင်လာမှာပါဆိုတဲ့မျောလင်းချက်နဲ့အလုပ်တွေစူးစမ်းပြီးလုပ်နေပါတယ်။ဒီလိုနဲ့မကြခင်မှာပဲကောင်းကင်ကြီးကအရောင်ပြောင်းလာပြီးမိုးဖွဖွယ်လေးရွာချလာတော့တချို့လူတွေကလည်းအိမ်ပြန်ကုန်ကြပြီးအိုင်စင်တယောက်တည်းခြံထဲမှာအလုပ်တွေဆက်လုပ်နေတော့မှမိုးရေထဲမှာသူဘလောက်ပဲပင်ပန်းနေပါစေ။သူကတော့ကောင်းကုန်ပြီးတီးခတ်နေလုပ်နေတော့မှအဲ့ဒီချိန်မှာပဲအတန်တကုတ်ကြားလိုက်ရပါတယ်။ သူမနာမည်ကတော့လမ်ခေါင်လို့နာမည်ရပါတယ်အိုင်ဆန်ဘာလို့အခုချိန်ဒီမပြန်သေးရလဲအလို့သမားတွေလည်းပြန်ကုန်ကြပြီနင်းတယောက်တည်းပဲကျန်တော့တာလေဆိုပြီးစိတ်ပူတဲ့အတန်နဲ့သူပြောနေတော့တာပေါ့အိုင်ဆန်လည်းပြုံးပြီးဒီနေ့လောက်ရမယ့်လောက်ရအများကြီးကြံသေးတယ်ငါအကုန်ပြအောင်လောက်ရမှာတကယ်လို့ငါမပြီးရင်နောက်နေ့လောက်ဖို့တိတက်အဆပေါင်းများစွာပူလောင်းမှာ လမ်းခေါင်လဲစိတ်ပူပြီးတနားနေတော့တာပေါ့ကြာနဲ့အဆင်ဘာတွေတွေးညာလဲနော်အခုသူများအိမ်ထောင်ရေးကိုဝင်ဆော့ဖက်တာတော့မဟုတ်ပါဘူးစိတ်ပူလို့မေးကြည့်တာပါနေရနေတာအလုပ်တွေလောက်ပြီးပင်မနေတာနေမိမတော့လေဒီနေ့တနေ့အလှတွေပြင်ပြီးဈေးဝယ်ထွက်နေရပဲတွေ့တယ်နေအလုပ်တွေလာလို့ကူတာလည်းမတွေ့ပါလားအဲ့ဒါကြောင့်နေကိုတနားလို့ပါဟဲ့အိုင်ဆန်ကအလှကြတော့ခဏလေးငြိမ်သွားတယ်ဂျေဆုပဲတော့လမ်းခေါင်ငါ့ကိုနားလဲပေးလို့ဒါပေမဲ့ ငါမိမလဲရွေချန်နေမလောက်ဘူးတော့သူဒုက္ခခံနိုင်မှာမဟုတ်ဘူးငါသိရဲ့ဒါပေမဲ့လည်းငါသူ့ကိုချစ်တယ်အဲ့ဒါကြောင့်ဘယ်အရာမဆိုငါလုံနိုင်တယ်ဒီလောက်လုံလေရတော့အေးဆေးပါပဲဟာအဲ့လိုတွေပြောလာတော့လမ်းခေါင်လဲစိတ်မကောင်းဖြစ်ရတာပေါ့အိုင်ဆန်ကသူ့မိမောက်သားအချစ်ဆုံးဆိုတာသိနေပေမဲ့သူ့ရင်ထဲမှာကအိုင်ဆန်ကိုတိတ်တခုချစ်နေတဲ့အတွက်ကြောင့်အိုင်ဆန်ဒီလိုတွေဒုက္ခခံနေရတာတွေ့တော့သူလည်းစိတ်မကောင်းပါဘူးအိုင်ဆန်ငါ့ကိုအထင်မလွဲနဲ့နော် ငါအဲ့လိုပြောတယ်ဆိုတာနင့်ကိုစိတ်ပူလို့ပဲငါလွန်နယ်လို့တော့မထင်ပါနဲ့တကယ်လို့လေနင်အကူညီတစ်ခုခုလိုရဲဆိုငါ့ကိုပြောနော်ငါနင့်ကိုကူညီပေးလို့ရတယ်သိလားနင်သာအလိုရှိမယ်ဆိုရင်ပေါ့ဂျေဆုအများကြီးတက်မာတယ်လက်မခေါင်ရဲ့ဒါပေမဲ့နင်ငါအတွက်နဲ့ဒုက္ခရောက်မှာလည်းငါမလိုလားပါဘူးဟာတလောက်ငါ့ကိုတွေးပေးတာနဲ့တဲ့ငါစိတ်ချမ်းသာနေပါပြီလက်မခေါင်လည်းသူ့ကိုပြုံးပြီးကြည့်နေတော့တာပေါ့သူမှလည်းသိနေပါတယ် အိုင်ဆန်ကသူ့ကိုစိတ်ဝင်စားမှမဟုတ်ဘူးအိုင်ဆန်ရင်ထဲမှာသူ့မိမပဲရှိနေပြီးဘတော်မှစိတ်ပြောင်းပြီးသူ့မောက်ချစ်လာမှမဟုတ်ဘူးဆိုတာကိုပေါ့ကြာပေမဲ့သူ့မကတော့အိုင်ဆန်ကိုဆက်ချက်သွားမယ်သူ့ဘေးနားမှာတိတ်တဆိတ်နဲ့စောင့်ကြည့်သွားမယ်ဆိုတာပဲဂျီလုံးနဲ့အိုင်ဆန်လည်းအိမ်ပြန်ရောက်လာပြီးထုံးစံတိုင်းပဲပေါ့သူ့မိမကမှန်အောင်ပဲကြည့်ပြီးအလာရီပြင်းလက်သေးတွေစိုးနေပါတယ်သူ့မိမကသူ့ကိုစိတ်ဝင်စားတဲ့ပြင်ပါတစ်ခုမှလည်းမမေးဘလို့နေလဲဒီနေ့လှုပ်လှုပ်တာပယ်မန်းလား ထမင်းကိုစားပြီးပြီလားရေအေးအေးလေတတ်မလားဆိုပြီးသူကြားချင်တဲ့စကားလေးဘာတခွန်းမှတော့မပြောတော့သူလည်းဘာမှမပြောပဲသူ့ဘာသာသူတိတ်ဆိတ်စွာအနာသွားယူလိုက်တာပေါ့နောက်တနေ့မှာတော့နေအောင်လေးရအိမ်ထဲကိုတိုးဝင်လာချင်းအာဆန်ကတော့အိမ်ရာဟောင်းထဲမှာပဲရှိနေပြီမောပန်းနွမ်းနယ်လွန်းလို့မထနိုင်ရှာပါဘူးသူစိတ်ကတော့ထချင်ပြီးအလုပ်တွေဆက်လုပ်သွားချင်နေပေမဲ့သူ့ခန္ဓာကိုယ်ကတော့ဘလို့မှမထနိုင်ပဲအိမ်ရာထဲမှာပဲလဲနေပါတယ်ပီစီယံမတွေ့ဘူးလား နေတအားမြင့်နေပြီပီယာအခုချိန်နေအိတ်လို့ကောင်းနေတော့မယ်ထတော့ထတော့လို့နောက်ပိုက်တအားစာနေပြီအိုင်ဆန်လည်းမျက်လုံးလေးဖြစ်ဖြစ်ချင်းဖွင့်လာပြီသူ့မိမကိုကြည့်နေတော့မှပဲဒီမှာနောက်ပြောတော့မကြောက်လားအခုအရင်နောက်ကြနေပြီပီယာအလုပ်လည်းသွားမလုပ်သေးဘူးဒီတိုင်းအိတ်နေတော့စားရမှာလားနောက်တော့လည်းစားစရာတွေလည်းမချက်ရသေးဘူးပီမသိဘူးလားအခုနောက်ပိုက်အရင်စာနေပြီကဲပါပြီရဲ့အပြင်းကြီးနေနဲ့ဆိုပြီးဒေါသထွက်ထွက်နဲ့အိုင်ဆန်ကိုလှမ်းអော်နေပါတယ် ။နှုံရဲ့ပြီးအရန်ပင်မန်းလို့ပြီးကိုခဏလောက်အိတ်ခွင့်မေး။ပြီးမှနှုံတွဲစားစရာတွေချက်ပေးမယ်။နည်းနည်းတက်တာမှအလုတ်သွားလို့ပါမယ်။အခုတော့ခဏလောက်ပေးအိတ်လို့ရတယ်မလား။ဟာပေးရမလဲမရပါဘူးမရဘူး။နေတားမြင့်နေပြီ။ပြီးတော့ဒီနေ့ကနှုတ်ငွေချင်းတွေနဲ့ချိန်ထားပြီးပြီး shopping ထွက်ကြမှာ။ဒီနေ့စီးမှာအလပြင်ပစ္စည်းအစ်စ်တွေရောက်မယ်လို့ကြားတယ်။အဲ့ဒါနှုံလို့ချင်းလို့တော့ဝယ်ရောင်းမှာ။ပြီးကဒီမှာလာပြီးအပြင်းကြီးနေနဲ့။နှုံကပြီးကိုကြီးလို့ရတာမဟုတ်ဘူးနော်။ အိုက်ဆီယံလဲအလူတွေကြားပြီးမထနိုင်ပေမဲ့ထလာရပြီ သူ့မိမစားဖို့တော့ဖို့အတွက်မိဖို့ကြောင့်လည်းဝင်သွားပြီးလှုပ်ပြရရှာတာပေါ့သူ့ဘာသာချက်နေပေမဲ့သူနေမကောင်းနေတာကိုတော့သူ့မိမကိုထပ်ပြီးမပြောတော့ပါဘူးသူငားတွေกินနေတုန်းမှပဲသူ့နှဖူးကချွေးတွေလည်းတဆတ်ဆတ်ကျလာပြီးခန္ဓာကိုယ်မှာအာအင်လုံးဝမရှိတော့ပါဘူးကြာပေမဲ့ငါးရီကြက်တဲ့အထိသူစောင့်နေပြီးတော့သူ့မိမအတွက်အဆင်သင့်ပြင်ပေးလိုက်ပါတယ်။ဒီမာနော့နှောင့်ရီပြီးနှောင့်အတွက်ပြင်ဆင်ထားပေးပြီ။ဝါအောင်စားနော်။ ပြီးအလုတ်သွားလှုပ်လာအောင်မယ်ဆိုပြီးနေမကောင်းတဲ့ကြားတွေကပဲအလုတ်သွားလှုပ်ဖို့ထွက်သွားလိုက်ပါတယ်သူ့မိမကတော့သူ့ယောက်ျားဘလို့ပဲဖြစ်နေနေကိူးမဆိုင်ပါဘူးတတိလည်းမထားပါဘူးသူကထမင်းတွေငားကင်တွေစားပြီးချိန်နဲ့နေတော့တာပေါ့အိုင်ဆင်ကတော့သူ့တတိကိုပြောထားတဲ့အချိန်မှာအလုတ်တွေကိုမနာတန်စူးစမ်းလုပ်တယ်ဘလို့ပဲနေမကောင်းဖြစ်နေပါစေဆက်ပြီးတော့တီးခတ်ပြီးလုံနေပါတယ်သူကိုယ်တိုင်ကလည်းရွေးချယ်စရာလည်းမရှိတော့တကယ်ကိုသူအလုံမလုံရင် သူမိမကိုကြည့်ရှုဆောင်ရှောက်ဖို့ပတ်စံလို့ရှိမှမဟုတ်ဘူးဆိုပြီးရုံးကန်လုံနေတာပေါ့ဂျာရီယိုတချို့ရွာသားတွေကတော့မနေနိုင်မထိုင်နိုင်သူ့ကိုဝိုင်းပြီးတနာနေကြတယ်အိုင်စင်ရဲ့မင်းကနေမကောင်းမလားမင်းကိုကြည့်ရတာအချိန်နေမကောင်းတော့မင်းသွားနားလိုက်ပါကွာဒီထက်ပိုဆိုးလိုက်မင်းဒုက္ခရောက်လိမ့်မယ်ရပါရင်ပြကျွန်တော်လုံနိုင်ပါသေးတယ်ဘလို့ပဲနေနေကျေးဇူးပါနော်ဦးလေးကျွန်တော်စိတ်ပူပေးလို့တကယ်ကျေးဇူးတက်ပါတယ်ဗျာဆိုပြီးပြုံးပြီးပြန်ဖြေလိုက်တယ် အိုင်စင်ကတော့မနိုင်မနေနဲ့အလုပ်တွေမနာတန်ကြိုးစားလုပ်နေတဲ့ချိန်မှာသူ့မိမကတော့ဘဝကိုတတရရနဲ့ဈေးထဲမှာပျော်ရွှင်စွာနဲ့ဥပစာတွေရွှေဟိုဝဲဒီဝဲလုပ်နေပြီးသူ့ယောက်ျားကပတ်စံဒုက္ခခံပြီးရှာလာပေးတာကိုမစင်မချင်တဲ့စိတ်တိုင်းကြသုံးဖြုံနေတော်တာပေါ့ဒီလိုနဲ့ပဲနေလက်ခင်းကိုရောက်လာတော့နေရာအရန်ကိုပိုပြင်းလာတယ်အိုင်စင်ကပင်မနှွမ်းနေပြီးလက်တွေပါတုံးတကုတ်လုံးချွေးဆေးတွေနဲ့ပြည့်နေပေမဲ့သူကတော့ဆက်ပြီးအလုပ်တွေလုပ်နေတယ် တောင်လမ်းခေါင်ကတွေ့တော့စိတ်မကောင်းဖြစ်သွားပါတယ်။အိုက်စင်ရဲ့နားလိုက်ပါလား။အခုနေနေမကောင်းဖြစ်နေရလေ။ရှားပါတယ်လမ်းခေါင်ရဲ့ငါခံနိုင်သေးတယ်။ငါ့လူလူကလွယ်လွယ်နဲ့ဘာမှမဖြစ်နိုင်ဘူးစိတ်ချ။အိုက်စင်ငါနေပြောနေတယ်လေ။နေမနိုင်မနေနဲ့ဆက်ပြီးတော့စူးစမ်းလုပ်နေနဲ့နေသွားနားလိုက်။ငါနေအစားလုပ်ပေးမယ်။အခုနေတစ်ပင်ရိတ်အောင်မှသွားနားနေလိုက်။ငါဆေးတွေသွားချုပ်ပေးမယ်။ဆေးတောက်လိုက်တက်တာသွားမှာ။ အိုင်ဆင်လဲအားနာပေမဲ့သူ့ခန္ဓာကိုယ်ကိုသူဘလို့မှမတည်နိုင်တော့ပဲတစ်ပင်ရိတ်အောင်မှသွားနာဖို့ဆုံးဖြတ်လိုက်ပါတယ်။အိုင်ဆင်ဒီမှာငါကြိုလာပြီးတဲ့စီးရင်တောင်ချက်ချင်းတောက်လိုက်နင်လောက်ရမဲ့အလုပ်တွေငါနဲ့အစားသွားလုပ်ပေးမယ်။ဂျေဆုတင်လိုက်တာလမ်းခွန်ရဲ့ဒါပေမဲ့ငါကြောင့်နင့်ကိုမပင်မစိတ်ချင်ပါဘူးဟာငါတောင်းမှန်ပါရဲ့နော်။နင်ကလေသူများတော့ပဲအမြဲတွေးပေးနေတာနင့်မိမကိုသိရလားနင်ဒီလောက်နေမကောင်းဖြစ်နေတယ်ဆိုတာအိုင်ဆင်ကဘာမှပြန်မဖြစ်ချင်တော့ညင်နေတာပေါ့ ူ့မိမကသူ့ကိုတကားမှစိတ်ဝင်စားဘူးဆိုတာသိနေလို့ပါပဲသူ့မိမလမ်းမြောင်းကတော့ဈေးထဲမှာဈေးဝယ်ထက်နေတော့တခြားမျိုးကနေအထယ်တွေလာရောက်နေတယ်ဈေးတဲ့ကောင်းလေးချက်ချောနဲ့တွေးမိပြီးသူတို့အချင်းချင်းချစ်ကြိုက်သွားကြတာပေါ့ဟိုကမမချက်ချောလေးကျွန်တော်အထယ်တွေကိုစိတ်တန်းကြကြည့်လို့ရရင်နော်ကျွန်တော်အာမခန့်နေအထယ်တိုင်းအကောင်းတွေကြီးပဲမြို့ထဲယူလာတဲ့အစင်းမြင့်အထယ်တွေပါဈေးတဲ့ကောင်းလေးကအဲ့လိုတွေခေါ်တော့လမ်းမြောင်းကဂျင်းနဲ့စွာနဲ့ပြုံးနေတော့တာပေါ့ ဈေးတရာလဲအပြောအလဲချို့အပြောအလဲကောင်းအထယ်ရီရလဲပိုင်ရှင်တို့အကောင်းအလှတွေပဲနေမှာဈေးတဲ့ကောင်းလေးလဲရှိမော်ပြီးတကယ်လို့အကြိုက်တွင်ပြောတော့ကျွန်တော်ဈေးလျှော့ပေးမယ်အထူးလျှော့ဈေးနေနဲ့ကျွန်တော်ပါပေးသွားလိုက်မယ်ဗျာဒါနဲ့ဒီဟာမမလေးရဲ့အကြောင်းစုံပါတိသွားရင်ကျွန်တော်လက်ကားလိုက်သွားပြီးကျွန်တော်အထူးလက်ဆောင်နေနဲ့ယူဆလိုက်ပါဗျာလမ်းမြောင်းလဲအလှကြတော့သဘောရိကြပြီးရှင်နေတော့တာပေါ့သူလဲဈေးတဲ့ကောင်းလေးရှင်းခုံလာပြီးသူဟာတကယ်ကိုပတ်စံရှိပြီး အနာကက်လည်းပူစရာမလိုအောင်ချမ်းသာတော့သူသာအဲ့ဒီကောင်လေးနဲ့လက်ထပ်လိုက်ရရင်သူမလိုချင်နေတဲ့ပြီးပြည့်စုံတဲ့ဘဝကိုရမှသေးချာတယ်ဆိုပြီးသူ့ဘဝရဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်။အခုသူ့ယောက်ျားအိုက်ဆန်ကသူမကိုအချင်းနဲ့ရိုးသားမှုတွေပဲပေးနိုင်တယ်။ငွေရေးကြေးရေးကတော့သူမလိုချင်တဲ့ပုံစံမရခဲ့ဘူး။ဒါကြောင့်သူမစိတ်ထဲမှာဈေးတဲ့ကောင်လေးရတာမှန်ကန်တော့သူလို့ဆုံးဖြတ်လိုက်ပြီးဈေးတဲ့ကောင်လေးနဲ့ခိုးပြေးထွက်သွားလိုက်ပါတယ်။တောင်သူ့ယောက်ျားကတော့ သူ့မိမတခြားယောက်ျားနဲ့ပျော်ရွှင်စွာရှိနေပြီဆိုတာကိုမသိရှာပါဘူး။သူကတော့မိမအတွက်ဆိုပြီးအလုတ်ကျန်းတွေစူးစမ်းလုပ်တယ်။နောက်ဆုံးတော့သူ့ကိုတယောက်တည်းထားပြီးပြစ်သွားလိုက်ပါပြီ။ဒီလိုနဲ့အိုင်စင်ကအလုတ်တွေပြီးလို့အိမ်ပြန်ရောက်ချိန်မှာအိမ်မှာဘာအရေးရောမှမတွေ့ရပဲသူ့မိမရဲ့ပုံရိပ်ဟောင်းတွေပဲကြံနေခဲ့တော့တာပေါ့။သူ့မိမကသူ့ကိုပြစ်ထားပြီးတခြားယောက်ျားနဲ့သွားနေလိုက်ပြီဆိုတာကိုတော့မသိရှာပါဘူး။အဲ့လိုနဲ့သူလည်းငင်းငိုင်ပြီးထိုင်နေတော့မှပဲ။ရွာသားတယောက်ဝင်လာတယ်။ ။"အိုးအိုင်စင်ရဲ့ငါမင်းကိုတနာလိုက်တာ။ဘာတနာနေရလဲတငယ်ချင်း။ငါနေကောင်းနေ။အခုငါငီးနေတယ်ဆိုတာခြံမှာအလုပ်တွေပင်ပန်းလို့ငါအနားယူနေတာ။ငါဘာမှမဖြစ်စိတ်ချ။အဲ့ဒါပြောတာမဟုတ်ဘူးကွာ။ငါပြောလိုက်မင်းကဝမ်းနေသွားမှာ။ဒါပေမဲ့လည်းပြောမှဖြစ်မှာလေကွာ။အဲ့ဒါမှမင်းအမြင်နဲ့ပွင့်လာပြီ။ဒီစိတ်ဒုက္ခပေးရနဲ့လွတ်မြောက်နိုင်မှာကွာ။ဟာမင်းကလည်းအဆိုင်ပါလားကွာ။မင်းဘာပြောမှမလို့လဲပြောတာပြော။မင်းပြောမှလည်းငါသိရမှာပေါ့ကွာ။အေးပါအိုက်ဆန် မင်းတခြားနားထောင်အခုမင်းမိမမင်းကိုပြစ်သွားပြီတခြားယောက်ျားတယောက်ယူလိုက်ပြီအခုသူတို့ကဈေးပွဲတွေမှာအတူတူဈေးလိုက်ရောင်းနေကြတာငါမျက်စိနဲ့တေချာတွေ့ပြီးကြားလာရတာကွာအခုသူတို့ဈေးထဲမှာตายရနေကြတာနောက်ဆုံးတော့လေမင်းမိမမင်းကိုပြစ်သွားဖို့ဆုံးဖြတ်လိုက်ပြီလေအခုဘလို့လဲမျက်စိပွင့်နားပွင့်ပြီလားအိုင်ဆန်လည်းအလှကြရတော့မယုံနိုင်လောက်အောင်ခံစားနေရပေမဲ့တကယ်တမ်းသူပြန်လာတွေးကြည့်တော့လေ တို့အတူတူရှိနေတဲ့ချိန်တုန်းကလည်းသူ့မိမကသူ့အပေါ်ပါတန်ရုံးစင်မှမရှိခဲ့ဘူးတဲ့အတွက်ကြောင့်သူလည်းနားလည်လိုက်ပါတယ်။သူ့မိမဒီလိုရွေးချယ်သွားတယ်ဆိုတာသူ့အနာကဘဝရှိရေးကောင်းဖို့အတွက်သူ့လိုလူနဲ့ဒုက္ခခံနေစရာမလိုတော့ဘူးပေါ့ဆိုပြီးစိတ်ထဲမှာကြည်နှက်နေပါတယ်။ကျေးဇူးပါနော်တငယ်ချင်းငါ့ကိုဒီကြောင်းတွေလာပြောပြလို့ငါနားလည်လိုက်ပါပြီ။ငါ့ကိုပြစ်သွားပြီ။တခြားပိုပြည့်စုံတဲ့လူနဲ့တွားနေလိုက်တာကောင်းပါတယ်လေ။ဘလို့ပဲဖြစ်ဖြစ်သူလည်းသူ့ရဲ့အချစ်သက်နဲ့ကံကောင်းပြီးပျော်ရွှင်ပါစေကွာ။ ငါတော့ငါနေနေကြဘဝတိုင်းမဲ့ဆက်နေသွားမှာငါဘာမှမဖြစ်ဘူးငါ့ကိုစိတ်မပူနဲ့နော်အာရှင်ကသူ့မိမကိုဘလောက်ပဲချစ်နေပါစေနောက်ဆုံးတော့လွတ်ပေးလိုက်ရတာပါပဲဒါပေမဲ့သူ့မိမကိုသူအပြစ်မတင်ပါဘူးလမ်းမြောင်းကတော့သူ့ယောက်ျားတနဲ့နေထိုင်ပြီးဘဝအခြေအနေပြောင်းလဲသွားတယ်ဈေးတွေမှာအထယ်တွေဒူဒူလိုက်ရောင်းနေအစားမှာတော့အဆင်ပြေနေတယ်သူမအိမ်မက်တွေမှတ်ခဲ့ဖို့တဲ့ဘဝလေးကိုပိုင်ဆိုင်ရပေပေါ့သူ့ယောက်ျားသူ့ကိုအပြင်းတွေလဲခေါ်ထတ်တော့ သူ့ဘဝလေးကပျော်ရွှင်သားရနေတော့တာပေါ့မကြပါဘူးအမှန်တရားပေါ်လာပြီးသူမထင်ထားသလိုဘာမှဖြစ်မလာခဲ့ပါဘူးသူ့ယောက်ျားပတ်စံရှိတယ်ဆိုပေမဲ့သူ့မိမကယူမဆိုင်ပါဘူးဈေးရောင်းပြီးရလာတဲ့ပတ်စံလေးဆိုလည်းအများဆိုတော့သူ့အတွက်ပဲသုံးတာများတယ်သူ့မိမတော့ပြီးမသုံးပါဘူးအိုင်စင်နဲ့နေတုန်းကတော့သူ့ဘဝလေးကသားရနေပြီးအခုတော့အိမ်အလုပ်တွေလည်းလုပ်ရတယ်ဈေးလည်းထွက်ရောက်ရသေးတယ်တခါတလေဈေးမရောင်းကောင်းတဲ့ရက်တွေဆိုရင် ူယောက်ျားကစိတ်အလိုမကျဖြစ်ပြီးသူ့ကိုပါရိုက်လိုက်သေးတယ်။အခုတော့လမ်ယွန်ကတိလိုက်ပါပြီ။နောင်ကြတွေလည်းရနေပါပြီ။သူမျောလင့်ထားတဲ့ဘဝလေးဟာနောက်ဆုံးတော့အဆုံးသက်မလဘူးဆိုတာကိုပါ။အဲ့ဒါကြောင့်သူ့ရဲ့အရင်ဘဝလေးကိုပြန်တရိယသွားပါတယ်။အိုင်ဆင်ကပါပစ်စီအဥ္စာမှမရှိပေမဲ့သူမအတွက်ဆိုပြီးပြည့်စုံအောင်ထားပေးတယ်။နေ့တိုင်းနဲ့အချစ်ခံနေရပါတယ်။အဲ့လိုနဲ့၃၄ရက်ကြာလာတော့လမ်ယွန်လည်းသူ့ယောက်ျားပြန်လာရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။သူထင်ထားတာကတော့ တကယ်လို့သူမပြန်တောင်းပန်ပြီးမှားတော်မှန်သိပြီလို့ပြောလိုက်ရင်အိုင်ဆင်ကသူ့ကိုအရှင်လို့ပြန်လက်ခံမှာပါလို့တွေးပြီးအိမ်ပြန်ရောက်သွားတဲ့ချိန်မှာပဲသူမမြင်လိုက်တဲ့မြင်ကွင်းဟာသူမအတွက်ဝေဒနာတွေအများကြီးကိုခံစားသွားစေပါတယ်သူယောက်ျားလမ်ခေါင်ဆိုတဲ့မိန်းကလေးနဲ့ပျော့ပျော့ရွှင်ရွှင်နေထိုင်ပြီးသူမပြစ်ပြီးထားသွားခဲ့တော့ကဘေးမှာအထီးမကျန်အောင်လိုအပ်တာတွေအကုန်ကူညီပေးနေတဲ့သူပေါ့အဲ့ဒီချိန်မှာအိုင်ဆင်ကအနောက်ကိုလှည့်ကြည့်ပြီးလမျောမြင်ပါလုံးငါ့ကိုပြန်လာရှာရလဲ နင်ကိုယ်တိုင်ငေါ့ထားခဲ့ပြီးနင်ဘဝကိုနင်ရွေးသွားတာလေအခုငါနဲ့လမ်းခေါ်နဲ့ဘဝအစ်တကိုစနေပြီသူကငါ့ကိုအချစ်တွေကယူဆိုင်မှုတွေပေးတယ်လို့ပဲအဲ့ဒါကြောင့်နင့်ကိုငါမလိုအပ်တော့ဘူးလမ်းမြောင်းနင်ထင်ထားတဲ့တာယာတဲ့ဘဝလေးကိုပဲဆက်ရှောက်လိုက်ပါတော့လမ်းမြောင်းကအဲ့လိုစကားတွေကြားပြီးရင်ခွဲမတက်ခံစားနေရတော့တာပေါ့သူမကိုယ်တိုင်လည်းသိတယ်အရင်ကသူပြုတ်လောက်ခဲ့ဖူးတဲ့အကြောင်းတွေကြောင့်ပဲအခုသူ့စီမဝှက်ပြန်လဲလာပြီးသူ့ကိုချက်တဲ့သူကိုကယူဆိုင်ပေးတဲ့သူ ခြေစီပေးတဲ့သူကိုဆုံရှုံလိုက်ရပါပြီ။ကြာကလည်းသူများပြောသလိုပါပဲ။အချစ်စရာဘကာသနာပြည်စည်းဥစ္စာတွေကနေလာတာမဟုတ်ပဲတယောက်ပေါ်တယောက်ထားတဲ့မြင့်ကြားတွေအချက်တွေနားလည်မှုတွေနဲ့ဂျိုးသားမှုတွေကြောင့်ဖြစ်ပေါ်လာတာပါတခါတလေကျမတို့မိနေတာကျမတို့မမြင်နိုင်တဲ့အရာဘဝအတွက်အရေးကြီးတဲ့အရာဖြစ်လာနိုင်ပြီအဲ့ဒီအရေးကြီးဆုံးအရာကိုပြန်ခံစားချင်တဲ့အခါမှာအရန်ကိုနောက်ကျသွားတတ်ပါတယ်ဥပမာပြောရမယ်ဆိုရင်တော့ ဒီဆက်လန်ထဲကလမ်ယောင်းဆိုတဲ့မိန်ကလေးလိုပါပဲခင်ပွန်းတဲ့ကအမြဲတမ်းသူ့ပေါ်အရန်ကောင်းနေအရန်ချစ်လာခဲ့တယ်။ကြောက်တန်ဖိုးမထတဲ့ကယူမဆိုင်တတ်ခဲ့ဘူး။သူမကတော့အမြဲတမ်းအလှပဲပြက်နေအပြင်ထွက်လဲတဲ့သူ့ယောက်ျားအလုတ်ကျန်းတွေလောက်ပြီးပတ်စံတွေရှာလာပေးတာတော့မှသူကကယူမဆိုင်ပါဘူး။သူမပြန်ပြီးအတီတရားတွေရလာတဲ့အခါမှာအရာအားလုံးဟာနှောက်ကြသွားပြီ။အရင်ကလိုပဲတော့မှနောက်ပြန်ဆုတ်ချင်လို့လည်းမရတော့ပါဘူးရှင်။ဟုတ်ကဲ့ပါရှင်။ဆက်လန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။ ဇလန်းကိုအဆုံးနဲ့ကြည့်ရှုပေးလို့လဲကျေးဇူးအများတက်ပါတယ်။ပရိသတ်ကြီးကိုကြီးညာစရာအကြီးကြီးတစ်ခုရှိပါတယ်ရှင်။ပရိသတ်ကြီးကိုသိတဲ့အချိန်မှာမမလေတီခင်တို့မှာ SLS ကတုံးအပြင် SLS HD ဆိုတဲ့ channel ကြီးရှိပါတယ်ရှင်။အဲ့ဒီ channel လောလောဆယ်မှာ error တသေးလေးရှိနေပါတယ်။ဆိုတော့အမတို့တွေကဗီဒီယိုတွေဆက်ပြီးတော့တင်လို့မရသေးပါဘူးရှင်။ဆိုတော့ SLS HD channel error ဖြစ်နေတဲ့ချိန်မှာအဲ့ဒီရာဗီဒီယိုတွေကိုအမတို့က Lady SLS ဆိုတဲ့ channel အသစ်လေးမှာဗီဒီယိုတွေကိုတင်ပေးပါတယ်။အမတို့ရဲ့ SLS HD channel ပြန်လည်ရသွားတဲ့အခါမှာလည်းပြန်ပြီးတော့ကြီးညာပေးပါမယ်ရှင်။ဆိုတော့ပရိသတ်ကြီးတို့မှတ်ထားရမှာကအမရဲ့ဇာတ်လမ်းတွေကိုအမတို့ရဲ့ SLS cartoon channel SLS HD channel ပြီးတော့အခု Lady SLS channel မှာလည်းသွားပြီးတော့ကြည့်ရမှာဖြစ်ပါတယ်။ ပရိသတ်တို့ရာ Lady SLS Channel ကိုမသိသေးလို့အဲ့ဒီမှာလာကြည့်တဲ့သူနဲနေပါတယ်ရှင်။ Subscribe ဥယျာဉ်လည်းနဲနေပါသေးရဲ့။ဆိုတော့မမလေးတီကိုကူညီပေးတဲ့အနေနဲ့အားပေးတဲ့အနေနဲ့ Lady SLS Channel ကိုလာပြီးတော့ Subscribe ပေးပါ။ဗီဒီယိုလေးတွေသဘောကျတယ်ဆိုရင်တော့ Like လေးပေးပြီးကြည့်ရှုပေးပါအောင်လို့ပြောချင်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်နော်။ငင်းစုံခပ်ဆိုင်ထုံပိနောင်ပနင်ပန်ဟျံကုကောကုကောနီယခာဟိုက်ယူလီမိငင်းမန်ကန်ကုကောစေကမ်တိခာမိုင်စုံခာ